ဒီနေ့လေးလာမှုအတွက်ကြိုးစိုးပါတယ်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကတော့မြမဒလေးထုံတန်းဥပဒေရဲ့အခြေခံအုတ်မြစ်တွေကဘာတွေလဲဆိုတာပါပဲဟုတ်ကဲ့ရှင်ဒီအကြောင်းအရာတွေကိုဥပဒေဆိုင်ရာ စာတမ်းတစ်ခုရဲ့အခန်းတစ်ခန်းကနေထုံထုတ်ပြီးတော့တင်ပြထုံးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီလေးလာမှုရဲ့အဓိကရည်ရွယ်ချက်ကတော့လေမြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်အိမ်တောင်ရေးတို့အမွေဆက်ခံရေးတို့လို့ ိုအေးကိုတာကိစ္စရက်ဒီကိုအဆုံးဖြတ်ပေးနေတဲ့ဒီဥပဒေကြီးကဘယ်လိုထိတိလာတယ်လဲဆိုတာကိုနားလည်ဖို့ပါပဲဟုတ်ကဲ့အဲစိတ်ဝင်စားစရာကောင်းတာကဒါစာအုပ်တအုပ်ထဲလာလာတာမဟုတ်ဘူးရှင်းကြတဲ့ကျမ်းဂန်တွေပြောင်းလဲနေတဲ့လူမှုဓလေ့တွေတရားရုံးရဲ့အဆုံးဖြတ်ဒီနောက်ပြီးတော့ခစ်တဲ့ဥပဒေတွေပေါင်းဆက်ပြီးတော့ဖြစ်ပေါ်လာတာပါအိုးဆိုတော့ဒါကတော်တော်လေးရှုပ်ထွေးတဲ့သဘောပေါ့နော်တခုတည်းကိုကြည့်လို့မရဘူးပေါ့တည်တည်ကြကြပါပဲရှင်နောက်ပြီးစိတ်ဝင်စားစရာကောင်းတာတခုက ဒီဥပဒေရဲ့အမိနာမပဲဗျအရင်က Burmese Buddhist Law လို့တုံ့နှုတ်ခဲ့ကြတာကအမ် British Colony ခေတ်ကအခေါ်အဝေါ်တစ်ခုထိနေတယ်ဟုတ်ပါရဲ့ဒါပေမဲ့မြန်မာဥပဒေပညာရှင်တွေကတော့မြန်မာ Customary Law ဆိုတဲ့မြန်မာဒလေထုံတဲ့ဥပဒေဆိုတဲ့အတုံးကိုပို့ပြီးတော့နှစ်သက်ကြတယ်ပေါ့မှန်ပါရဲ့ရှင်ဒီအချက်လေးတစ်ခုတည်းကပဲဒီဥပဒေရဲ့နောက်ွယ်ကတမိုင်းကြောင်းနဲ့သူရရှုပ်ထွေးမှုကိုဖြိုပြနေတယ်လို့ပါပဲကဲဒါဆိုရင်ဒီအကြောင်းကိုအသေးစိတ်လေ့လာကြည့်ကြတော့ဗျာ ပရမဆုံးအရင်အမည်ထစ်တဲ့ဓမ္မသက်တေအကြောင်းကနေစလိုက်ကြတာပေါ့ဟုတ်ကဲ့ဓမ္မသက်တေဆိုတာဘာလဲဗျာကျွန်တော်နားလည်ထားသလိုတင်းချက်တဲ့ဥပဒေကြမ်းကြီးတယ်လားအမ်အဲ့လိုတိုက်ရိုက်ကြည့်တော့ပြောလို့မရဘူးရှင်ဓမ္မသက်တေဆိုတာတင်းချက်တဲ့ဥပဒေကြမ်းနေဆိုတာထက်ဒလိထုံနာအပေါ်အခြေခံထားတဲ့ဤဥပဒေကြမ်းနေလို့ပြောရမှာပါဩလမ်းညွန့်ချက်တေလို့မျိုးလားဟုတ်ပါတယ်ဘယင်းဒီအမတ်တေနဲ့တရားသူကြီးတွေအတွက်လမ်းညွန့်ချက်တေပေါ့ စိတ်ဝင်စားစရာချက်ကမန္တလေးနောက်ဆုံးမင်းဆက်လက်ထက်ကတော်ဝင်စားကြီးတဲ့မူမေကြီးမဟာဒီဟဇေယသူရပြုစုခဲ့တဲ့ပိဋကတ်တော်တမန်ရာဆိုရင်ဓမ္မတက်ကျမ်းပေါင်းအရာ95ဆောင်းရှိတယ်လို့ဆိုပါတယ်။ဟာအရာ95ဆောင်းတော့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီထဲမှာဓမ္မတက်ကျမ်းစစ်စစ်က58ဆောင်းဖြတ်ထုံ82ဆောင်းဆက်တီဖြင့်အဲ့လိုလေးတွေပါဝင်တယ်လို့ဆိုပါတယ်။ဒါဆိုရင်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတော့ဗျာဓမ္မတက်တွေအများကြီးထဲမှာ မနှုတ်ကျေတမတန်ရဲ့အရေးပါမှုပဲဟုတ်ကဲ့ရှင်အဲ့ဒီကျန်ကဘာလို့အရေးပါသွားရတယ်လဲဆိုတော့1840ခုခုနှစ်မှာဒေါက်တာရစ်ချတ်ဆင်ကအင်္ဂလိပ်ဘာသာကိုပထမဆုံးပြန်ဆိုခဲ့တဲ့တမတ်သက်ဖြစ်နေလို့ပါ။အော်အင်္ဂလိပ်ကိုပြန်ထားတဲ့ပထမဆုံးစာအုပ်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နေပေါ့။ဟုတ်ပါတယ်။ဒါကြောင့် British တရားရုံးနေ့အတွက်အလွယ်တကူကိုးကားနိုင်တဲ့ကျန်တဲ့ဆောင်ချင်လာခဲ့တယ်။ ပရီဗီကောင်စီကတော့မနှုတ်ကျယ်ဓမ္မသက်မှာပြတ်သားရှင်းလင်းနေရဲ့တခြားဓမ္မသက်တွေကိုကိုးကားစရာမလိုဘူးလို့မှတ်ချက်ပြုခဲ့ဖို့ပါတယ်။ခဏလေးနော်။ဒါဆိုရင်အဲ့ဒီမနှုတ်ကျယ်ဓမ္မသက်ရဲ့အသားစီးရမှုကအမြဲတမ်းတော့တည်မြဲမနေခဲ့ဘူးမဟုတ်လား။ဟုတ်ပါရှင်။ကင်းဝမင်းစီဦးကောင်းရဲ့မြမဘောတာပါတာဥပဒေစီရင်ထုံးပေါင်းချုပ်ချမ်း ထပ်ပေါ်လာပြီးနောက်ပိုင်းမှာသူ့ရဲ့လွှမ်းမိုးမှုကရိုင်နေလာခဲ့ပါရဲ့။နောက်ပိုင်းမှာတရားလူတို့ချို့ကမနှုကျေဓမ္မသက်ဟာအဓိကအာဏာပိုင်ချက်မဟုတ်ဘူးလို့တရားဝင်ကြီးညာခဲ့ပါရဲ့။အော်တကဥပဒေဆိုတာအမြင်ရှင်းတန်ပြီးတော့အညီအခုံဖြစ်နေတဲ့အရာတစ်ခုဆိုတာကိုပြနေတာပေါ့နော်။ဟုတ်ပါတယ်။နောက်ချုံမိကြည့်မယ်ဆိုရင်ဓမ္မသက်တွေဟာဒလိထွန်းတန်းတွေကိုမှတ်တမ်းတင်နိုင်ုံသာမကလိုက်နိုင်ရမယ့်စီးမင်းတွေကိုလည်းဖော်ပြပါရတယ်။ဒါပေမဲ့နှစ်တည်အများကြီးကြာလာတော့ ဓလိတွေကပြောင်းလဲလာတဲ့အတွက်ဓမ္မသက်တွေကိုခစ်တဲ့ဥပဒေတွေလိုတသက်မတိမယူလို့မရပါဘူးရှင်။ဟုတ်ကဲ့။အဲ့ဒီလိုလုံးရင်ထင်ရှားရဲ့ကွဲလွဲမှုများစွာလို့တွေ့ရပါလိမ့်မယ်။ဒါကြောင့်ဓမ္မသက်တွေဟာအရေးကြီးတဲ့အရင်မြစ်တကိုဖြစ်ပေမဲ့တခုတည်းသောအရင်မြစ်တော်မဟုတ်ပါဘူးရှင်။ကဲဒါဆိုရင်ဒုတိယအရင်မြစ်ဖြစ်တဲ့ဓလိထုံးတန်းကိုဆက်ကြည့်ကြအောင်ဗျာ။မြန်မာစကားပုံတစ်ခုရှိတယ်လေ။ဥပဒေအစဓလိထုံးစဆိုတာပေါ့။ဟုတ်ပါတယ်။ဒါကတော်တော်လေးမှတ်မိလွယ်တဲ့အချက်တစ်ခုပဲ။ ဆိုတော့ဥပဒေကဲတော့အနာတီတော့ delete ထုံနန်းဆိုတာဘာကိုဆိုလို့တလဲဆိုတာကို Hafishat VS CODL အမှုမှာ Privy Council ရဲ့အစိုးရဖြတ်ကိုကိုးကားပြီးရှင်းပြနိုင်ပါတယ်ရှင်။ဘယ်လိုမျိုးလဲဗျာ။ delete ထုံနန်းတစ်ခုဟာရှေ့ကြောက်ရမယ်၊တေချာနှင်းနှွှန်းရမယ်ပြီးတော့အကျိုးကြောင့်စီလုံးကိုရှိရမယ်ဆိုတာအချက်တင်နေကြိုက်နေရပါမယ်။ဩအချက်တွန်းချက်နဲ့စစ်တာပေါ့နော်။ရှေ့ကြောက်ရမယ်ပြီးတော့တေချာရမယ်ကျိုးကြောင့်စီလျော်ရမယ်။ဟုတ်ပါတယ်။ ဒီနေရာမှာရှေးကြတဲ့ကြံကံနေနဲ့ခစ်တလူနေမှုဘဝအကြာကပฏิပခတ်ကို တွေ့နိုင်ပြီပေါ့တရားထူးကြီးချုပ် page ကရှေးမြန်မာဒလေထွန်းတန်းဥပဒေများစုက ခစ်မမီတော့ဘူးလို့ပြောခဲ့ဘူးတယ်နော်ဟုတ်ကဲ့တော်တော်ပေါင်းဦးကလည်းဓမ္မတတ်တည်းကိုခစ်တမြန်မာဘဝနဲ့ကန့်ညီအောင်ဖြုတ်ပြမွားမှဟိုလိုရလို့ဆိုခဲ့ပါဗါတယ်อืมဆိုတော့ ဒလိထုံတန်းကဘာလို့ဒီလော့အရေးကြီးရတာလဲပါ။ဘာကြောင့်လဲဆိုတော့ဓမ္မသက်တည်မှာခិត្តပြေတနာတွေအတွအဖြစ်မရှိတဲ့အခါတရားရင်တွေကတရားမျှတမှုနဲ့ကိုက်ညီရမျက်မှောက်ခិត្តလက်ရှိကျင့်သုံးနေတဲ့ဒလိထုံတန်းရဲ့ကိုချီရှုဆုံးဖြတ်ရလို့ပါပဲ။ဥပဒေဆိုတော့လို့အဖွဲ့စည်းနဲ့တူပြောင်းလဲတိုးတက်နေတာကိုရှင်။ကောင်းပြီဗျာ။ဒါဆိုရင်တတိယမြောက်နဲ့အရေးကြီးဆုံးဖြစ်နိုင်တဲ့အရင်အမြစ်ကတော့တရားတော်စီရင်ထုံးတွေပေါ့။ဒါကဥပဒေကိုတကြွစွာဖုံးဖော်ပြီး ပြန်လဲဒိဗေဖွင့်ဆိုတဲ့နေရာဖြစ်မယ်ထင်တယ်။မှန်ပါတယ်ရှင်။ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလာစေတာပေါ့။စီရင်ထုံးတစ်ခုခင့်မမီတော့ရင်ဘာဖြစ်မလဲ။ဟုတ်ကဲ့ဘာဖြစ်မလဲ။တရားရုံးတွေကစီရင်ထုံးဟောင်းတွေကိုပယ်ဖျက်နိုင်ပါတယ်။ဥပမာပြရင်အိမ်တော်ရေးကိစ္စမှာဆိုရင်ပေါ့။ဟုတ်ကဲ့။အိမ်တော်ရေးဥမာကိုကြည့်ကြတာပေါ့။တထုံကိုသုံးဆောက်ခုနှစ်ကမနှင်းမွေးနဲ့မောင်လာပေါ်အမှုမှာလေတရားဝင်အိမ်တော်မြောက်ဖို့ပေါင်းတင်းဆက်ဆံမှု consumption ရှိရမယ်လို့ဓမ္မသက်ဟောင်းတွေကဆုံးဖြတ်ခဲ့ပါတယ်။အော် ဒါပေမဲ့1993ခုနှစ်မခင်မီမုန်းရဲ့ဥညိုလိုင်းအမှုမှာတော့အဲ့ဒါပြောင်းသွားတယ်မော်လားဟုတ်ပါတယ်အဲ့ဒီအမှုမှာတော့နှုတ်ဦးသဘောတူညီမှုကတအဓိကဖြစ်တယ်လို့ဆုံးဖြတ်ပြီးစီရင်ထုံးဟောင်းကိုပယ်ဖျက်ခဲ့ပါတယ်ဒါတတော်လေးထင်ရှားတဲ့အပြောင်းလဲတစ်ခုပဲရှင်ကွာရှင်းချင်းနဲ့ပတ်သက်လို့လည်းဒီလိုပဲပြောင်းလဲရှိခဲ့တယ်နော်ရှိခဲ့ပါတယ်ရှင်လင်းယောင်ကြားကသူနဲ့ဇနီးများကတနစ်စွန့်ပစ်ထားရင်အလိုအလျောက်အိမ်တောင်ကွာရှင်းပြဆဲတယ်ဆိုတော့စီရင်ထုံးဟောင်းတစ်ခုရှိခဲ့ပါတယ်အလိုအရောက်နော်ဟုတ်ကဲ့ ဒါမဲ့ဒေါခင်ကူနဒေါတာတာမြအမှုမှာတော့စွန့်ပြုံတက်တက်နဲ့မလုံလောက်ပဲစွန့်ပစ်ခံရသူကအိမ်တောင်ရဲကိုအဆုံးသက်လို့တဲ့စန္ဒာပြတာမှသာကွာရှင်းမှုမြောက်တယ်လို့စီရင်ထုံးတက်ဖွဲ့တယ်ပါတယ်။အော်ဆိုတော့ဒါတွေအားလုံးကဘာကိုဆိုလို့တည်းဆိုတော့ဥပဒေဆိုတာယက်တန်မနေဘူးဆိုတာပဲပေါ့တရားသူကြီးတွေကရာဇုနှစ်နှစ်ချီကြာပြီးဖြစ်တဲ့မှုတွေကိုခစ်တဲ့လူအဖွဲ့အစည်းနဲ့ကိုက်ညီအောင်ကကြွဆွာအတိပဲဖွင့်ဆိုခင်မြောက်လောက်ဆောင်နေတယ်ဆိုတာ ဒီဥပမာတွေကသတိပြနေတာပဲတိကြပါလေရှင်ကဲနောက်ဆုံးအရင်မြစ်ကတော့ဥပဒေပြဋ္ဌာန်းခြင်းမှာဒလိထုံတန်းနေတဲ့တရားစီရင်ထုံးนี่မလုံလောက်ပဲဒါမှမဟုတ်ရှုထွေးတဲ့နေရာတွေကိုရှင်းလင်းဖို့လို့တော်ကဝင်ရောက်ဆောင်ရတာမျိုးပေါ့ဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့တခါတလေမှာဥပဒေအကြောင်းအရာရောအဖြစ်မှန်ရပါရောရောထွေးနေတဲ့ပြဋ္ဌာန်းတွေမှာရှင်းလင်းတဲ့ပြဋ္ဌာန်းချက်မရှိတာကြောင့်ဥပဒေဖြူကြီးအဖွဲ့ကဥပဒေတွေပြဋ္ဌာန်းပြီးဖြည့်ရှင်းပေးရတာပါဟုတ်ကဲ့ဥပမာနဲ့ပြောပြပေးပါလား ဥပမာ၃ခုကိုကြည့်နိုင်ပါတယ်ရှင်။ပထမတစ်ခုက1939နှစ်ကကစ်တီမမွေးစားခြင်းမှတ်ပုံတင်အဥပဒေပါ။အဲ့ဒီဥပဒေမတိုင်ခင်ကဆိုရင်မွေးစားမိပါတီတည်ဆုံးပြီးနောက်မွေးစားခံရကြောင်းတက်တည်ပြဖို့အလုံးခက်ခဲခဲ့တယ်လို့ကျွန်တော်ကြားဖူးတယ်။ဟုတ်ပါရဲ့။ဆွေမျိုးတွေအိမ်နီးချင်းတွေအစေခံတွေကတောင်အမွေရလိုမှုနဲ့အငင်းပွားမှုတွေရှိခဲ့ပါတယ်။အော်ဒီဥပဒေကတော့တက်တဲ့နှုတ်ဦးနဲ့မတ်ပုံတင်စာချုပ်ရှိမှတရားဝင်မွေးစားမှုမြောက်စေတဲ့အတွက်ဒီပြဿနာကိုဖြေရှင်းပေးခဲ့ပါတယ်။ ရှင်းသွားတာပေါ့နော်နောက်ဥပမာတွေကတော့နောက်တစ်ခုက95ခုနှစ်ကမြန်မာဘောဓဘာသာဝင်မိန်းမများအထူးထိမ်းများခြင်းဆိုင်ရာဥပဒေပါတမိုင်းစင်လာထိုးရှိခဲ့ပါတယ်အာဒါကအပေါ်ကချက်မှတ်တဲ့အာဏာနဲ့အောက်ကျလူထုရဲ့စက်နှုံးနေကြကအပြန်လန်ဆက်ဆက်မှုကိုပြနေတာပါဒါကြောင့်ဒီနေ့ခေတ်လူအဖွဲ့အစည်းကလင်းမြန်စွာ ပြောင်းလဲနေတဲ့အခါမှာဒီအရင်မြစ်လေးမျိုးတဲကပေဟာကမြန်မာနိုင်ငံရဲ့အိမ်ထုံစုဆိုင်ရာဥပဒေအနာဂတ်ကိုပုံဖော်ရမှာ ဩစာအကြီးဆုံးဖြစ်လာမလဲစိတ်ဝင်စားစရာမေးခွန်းပဲဗျရှေးချမ်းကန်နေလားပြောင်းလဲနေတဲ့ဒလစ်ထုံတန်းနေလားတရားရုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေလားဒါမှမဟုတ်ဥပဒေပြုအာဏာပိုင်တွေရဲ့ဆောင်ရွက်ချက်တွေလားဆိုတာကတော့ဆက်လက်တွေးတောစရာပါပဲရှင်